ြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့မတရားအနာလုခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကစပြီးအခုနှစ်ဇွန်လ19ရက်နေ့အထိစစ်ကောင်စီကြောင့်တည်ဆုံခဲ့ရတဲ့ပြည်သူ6809ယောက်ရှိခဲ့ပြီဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်း AAPP ကမနေ့ကထုတ်ပြန်ပါတယ်။ဒါအပြင်မတရားအနာလုမှုဖြစ်စဉ်နဲ့ဆက်ဆက်ဖမ်းဆီးခံရသူ29302ယောက်ရှိပြီးအဲ့ဒီအထက်က22149ယောက်ဟာ ထိမ့်သိမ့်ခံနေရဆဲဖြစ်ကထိမ့်သိမ့်ခံနေရသူတွေအထက်က1860ယောက်ကတော့ထောင်ဒဏ်ရမှတ်ခံထားရတယ်လို့သိရပါတယ်။2025ခုနှစ်ဇန်နဝါရီလ3ရက်နေ့ကနေဇွန်လ19ရက်နေ့အထိပဲခူးတိုင်းမှာအကြမ်းဖက်စစ်အုပ်စုကြောင့်အမျိုးသမီး29ယောက်နဲ့အမျိုးသား31ယောက်တေဆုံးခဲ့ရပြီးအသက်18နှစ်အောက်ကလေးငယ်10ယောက်ပါဝင်တယ်လို့ AAPP ကဆိုထားပါတယ်။အဲဒီလိုတေဆုံးသူတွေအထက်မှာ35ယောက်ဟာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အများဆုံးသေဆုံးခဲ့ရပြီး73ယောက်ကတော့လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်ရှင်။